တ္တဆုံးလင်ဘုတ်တွင်ဖွဲ့ဓနုဗျူမျိုးကတိန်ကုန်းဓမ္မစကုကသားငယ်လေးမောင်ကောင်းလျံရဲ့အလှည့်ဖြစ်ပါရခင်ဗျာသားငယ်လေးမောင်ကောင်းလျံပြည့်စုံရမယ့်ခေါင်းစဉ်ကတော့လူတံပိုးဖြစ်ပါရခင်ဗျာဒေဝဓမ္မဇတ်တော်ပဲဖြစ်ပါရခင်ဗျာစတင်ပြည့်စုံနိုင်ပါပြီခင်ဗျာကျွမ်းတော်မူလာကြကုန်သောဆရာတော်တန်ဃာတော်များဆရာဆရာမများ ကောင်းတဲ့ရှိလူကြီးမင်းများအားလုံးကိုမင်္ဂလာပါလို့ဥဇဗနာမကာရညောနှုတ်ဆက်သားလိုက်ပါရခင်ဗျာကျွန်တော်ကတော့အေယာဝီတိုင်းသားကြီးမူဝီခရိုင်တနူပြည်မြို့နယ်ရေပေါက်ကြီးရွာအုပ်စုတင်ကုန်းရွာတင်ကုန်းကျောင်းတိုင်းတင်ကုန်းဓမ္မစကူမှဝင်ရောက်ရှင်ပြိုင်တော့ဒါလီမောင်ကောင်းလျံပဲဖြစ်ပါရခင်ဗျာကျွန်တော်နေထိုင်ကြတဲ့လောကကြီးထဲမှာ လူရဲလို့ဖြစ်လာပြီဆိုရင် တန်ဖိုးရှိတဲ့လူသားဖြစ်ဖို့အရေးကြီးလာပါတယ်ခင်ဗျာ လူရဲ့တန်ဖိုးဆိုတာစီးနဲ့ကမ်းပါပဲခင်ဗျာ စီးတွင်မာနေကင်းကြွေလာရံပြီးကံကိုကြောချောကားကြမြားလာရံပြီးဆိုတဲ့အတိုင်းကာယဒုစရိုက်သုံးပါးကိုရှောင်ကျင်ခြင်းလို့ခေါ်တဲ့ကိုစီကံဝစီဒုစရိုက်၄ပါးကိုရှောင်ကျင်ခြင်းလို့ခေါ်တဲ့နှုတ်စီကံဒီစီကံ၅ပါးရှိရင်ရံပြီးလက်ကင်းတန်ဖိုးလည်းရှိပါတယ်ခင်ဗျာ အချုပ်အဖြစ်ပြောရရင်အဲ့ဒီကာယဒုစရိုက်ဝစီဒုစရိုက်တွေကို ပြုလုပ်ပြောဆိုရမည်မှာရှက်ချင်းလို့ခေါ်တဲ့ဟိရိနဲ့အဲ့ဒီကာယဒုစရိုက်ဝစီဒုစရိုက်တွေကို ပြုလုပ်ပြောဆိုရမည်မှာကြောက်ချင်းလို့ခေါ်တဲ့ဩတပဒီလောကဘာလာတရားနှစ်ပါးရှိရင်ရံပီးလက်ကင်းတံပိုးလည်းရှိပါတယ်ခမညာအချုပ်အဖြစ်ပြောရရင်အဲ့ဒီကာယဒုစရိုက်ဝစီဒုစရိုက်တွေကိုပြုလုပ်ပြောဆို ြားရမည်မှာရှက်ခြင်းဟိရိနဲ့ကြောင်းခြင်းဩတပတရား၂ပါးကိုတိုင်းနာခြင်းသုံးခြင်းဖြင့်တမိုးရှိတဲ့သူဖြစ်ယုံသာမကဘလူဘေးကလွမြောက်ခဲ့ရတဲ့အကျိုးကျေးဇူးတွေကိုရရှိခဲ့တဲ့မြတ်စွာဘုရားဟောကြားသမန်ဒီဝါဓမ္မဇက်နဲ့ကိုးကားနိုင်စပြောပြပါစေခင်ဗျာ။ဟိုရှိအခါကဗာရဏတိပီပြမရမင်းကြီးမှာမဟိန္ဒစန္ဒနဲ့သူရိယဆိုပြီးကားတော်သုံးပါးဟာ ထိနံတွက်နဲ့ဟိမွန်တာတော်သူထွက်ခဲ့ကြရမှာရှေးစာကြတာကြောင့်ဤရဏဘကိုရှေးစင်နောက်စင်ရေခတ်ခံရမှာအချိန်ကြောကြအောင်ပြန်မလာတာကြောင့်မိန်းသားမင်းသားလည်းကိုယ်တိုင်လိုက်သွားဆင်ခြင်စဉ်းစားတဲ့အခါမှာရှီယန်ရဲ့အစင်းချီရသာထင်းအတက်ချီရကိုမမြင်ရတဲ့အတွက်ဘလူးရှိမှန်တိကသုံးသက်ဆင်ခြင်ရက်နေစဉ်မှာပဲခီးသွားဟန်ဆောင်ကရောက်လာတဲ့ဘလူးကရေတောင်ရေချိုးကြာယုံကြာစဲတို့ကို ဘာဖြစ်လို့မစားကြလဲလို့မေးတဲ့အခါမိန်းသားမိန်းသားကလည်းရေသောလူမှန်တိတာကြောင့်ငါညီတော်များကိုဖန်သားသည်မဟုတ်လားလို့ဒိုက်ရိုက်တာမိလိုက်တဲ့အခါမှာမိန်းသားဘလူးကရေရင်တွင်းသို့စင်ကြတဲ့ဖြစ်ဒီဝါဓမ္မကိုမသိခြင်းကြောင့်ဖန်သားပါသည်ဟုဖြေတာကြောင့်အိုဘလူးသင်ဟာဒီဝါဓမ္မကိုသိလိုပါသလားလို့မေးတဲ့အခါတိလိုပါသည် ဟုဖြေတာကြောင့်ဒါဆိုရင် သင်နာယူလို့ငါဟောပြမယ်ဆိုပြီး လောကကြီးထဲမှာမကောင်းမှုပြုရမည်မှရှက်ခြင်းလို့ခေါ်တဲ့ဟီရီနဲ့မကောင်းမှုပြုရမည်မှကြောင်ခြင်းလို့ခေါ်တဲ့ဩတ္တပတရားနှစ်ပါးဟာဒီဝါဓမ္မပဲဖြစ်တယ်လို့ဟောတဲ့အခါမှာတော့ဘလူကအလွန်ကြီးညိုတာကြောင့်ဖန်ထားတဲ့ညီတော်နှစ်ပါးမှာတပါးကိုပြီးပါတယ်ခမဒီအခါမှာမိန်သားမင်းသားကညီငယ်ဒုရိယကို တောင်းပါတယ်ခမဘလူက အိုပညာရှိသင်ဟာဒီဝါဓမ္မကိုတည်တာတည်ဤမကျင်ချေ တကယ်ဆိုအကြည့်ဖြစ်တဲ့ညီကိုချီးမြှောက်တဲ့မဟုတ်လားလို့ကဲရပြစ်တဲ့အခါမိသားမင်းသားကအိုဘလူငါဟာဒီဝဓမ္မကိုတည်လဲတည်တယ်လို့ကျင်လန်ကျင်ပါတယ်ညီငယ်ကို တောင်းအပ်ဒီမှာညီငယ်ရဲ့မိခင်ကညီငယ်အတွက်မင်းအဖြစ်ကိုအဖန်ဖန်တောင်းတာကြောင့်ငါတို့ဖခင်က မပြီးလို့တဲ့အတွက်ပြစ်ပေကဒါကြီးဖြစ်တဲ့ငါတို့ကိုမိဖုရားကြီးပေးရန်အားကင်းအောင်တော်သူစေလို့ရမှာညီငယ်ဒုရိယပါလိုက်ပါတာတော့ညီငယ်ကိုဘလူးစားတည်ဟုပြောရင်ယုံကြည်ကြမှာမဟုတ် ငါကိုလည်းကဲရက်ပြစ်တင်ကြလိမ့်မယ်။ဒါကြောင့်မို့ညီငယ်ကိုတောင်းအပ်သည်ဟုဆိုတဲ့အခါဘလူကရှေးကထက် စားစားတက်ကကြီးညိုလာကြောင်းကျန်တဲ့ညီတော်တစ်ပါးကိုပါပေးလိုက်ပါတော့တယ်ခင်ဗျာ။ဒီဆက်တော်မှာမိန်သားမင်းသားကမကောင်းမှုပြရမည်မှရှက်ချင်းလို့ခေါ်တဲ့ဟီရီနဲ့မကောင်းမှုပြရမည်မှကြောက်ချင်းလို့ခေါ်တဲ့အော်တပတ်တရားနှစ်ပါးကိုတည်ယုံတာမကကျင်ကြံအားထုတ်တာကြောင့်တန်ဖိုးရှိတဲ့သူဖြစ်ယုံတာမကဘလူဘေးကလွန်မြောက်ခဲ့တဲ့အကျိုးကျေးဇူးတွေကိုရရှိစေတဲ့အတွက် ြည်ရှုနာစင်နေတဲ့ပရိသတ်အားလုံးတို့လည်းဒီဝါဓမာလို့ခေါ်တဲ့ဟိရိဩတပတရားနှစ်ပါးကိုအတ္တထက်ဆုံးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြကုန်ပြီလျင်တန်ဖိုးရှိတဲ့သူတော်ကောင်းများဖြစ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ကျွန်တော်ရဲ့ရှင်ပြိုင်မှုကိုနှီးကုန်းချိုးလိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါရခင်ဗျာဟုတ်ကဲ့ပါ